ားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့အိုက်ဘတ်မှာ2025စတင်ဘာလ29ရက်နေ့တင်းလောင်နေတဲ့ကမ္ဘာရွှေရောင်းဝယ်လို့ကိုဤပညာပိုင်းရရောတရင်ပိုင်းချက်လိုက်ရပါခံမှန်းသုံးသပ်ပေးသွားမှာဖြစ်တဲ့ပထမအဦးဆုံးအနေနဲ့ကမ္ဘာရွှေကိုဤပညာအရခံမှန်းသုံးသပ်ပေးသွားမှာဖြစ်ပါတယ်ဤပညာအရကမ္ဘာရွှေကိုခံမှန်းသုံးသပ်တဲ့အခါမှာကျွန်တော်အေဖိုးတိုင်းပြည်နဲ့ကျွန်တော်ခံမှန်းသုံးသပ်ပေးသွားမှာဖြစ်တဲ့အေဖိုးတိုင်းပြည်ဆိုတာဘာမျိုးလဲဆိုလို့ရှိရင်ဒီကနေ့တုံးတုံးတုံးနဲ့ကြာချင်းကြာချင်းနေရ၄နာရီကြာပါတယ်၄နာရီကြာအကြောင်းကျွန်တော်ကအေဖိုးတိုင်းပြည်နဲ့ကျွန်တော်ခံမှန်းသုံးသပ်ပေးသွားဖြစ်တဲ့ဒီတိုင်းပြည်နေကတော့အမျိုးအစားတွေအများကြီးရှိတယ်တိုင်းပြည်နေပေါ်မှာမူတည်ပြီးတော့လဲအဲကျွန်တော်တို့ တုံးတက်ပြီးတော့အယောင်းဝင်လုပ်ကြတာရှိတယ်။အထက်မှာကျွန်တော်ကအိတ်ဘိုးတိုင်းပရင်ကိုရွေးချယ်ပြီးတော့ဒါတုံးတက်ပြီးတော့အုံတက်ပြပေးတာဖြစ်တယ်။ဟုတ်ပြီ။အဲဒါအိတ်ဘိုးတိုင်းပရင်မှာဆိုလို့ရှိရင်လက်ရှိကပတ်ရွှေအိတ်ဘိုးတိုင်းပရင်မှာလက်ရှိကပတ်ရွှေပေါက်ဈေးကလက်ရှိကပတ်ရွှေပေါက်ဈေးဟာတအောင်စားကို 3814ပေါက်နေတာဖြစ်တယ်3814ဆိုတဲ့ဈေးနေထားဈေးဘက်ကဈေးသက်အားတာနေတာဖြစ်တယ်ဈေးသက်အားတာနေတာဖြစ်တယ်ဘာကြောင့်ဈေးသက်အားတာနေအားတာနေတယ်လဲဝလူအားများနေတယ်လို့ဘာကြောင့်အဲ့လိုကြီးပြောရလဲဆိုလို့ရှိရင်ကျွန်တော်အယိုးရှင်းဆုံးကြည့်မယ်ဆိုရင်ဒီကန်နေတွေကိုအရင်ကြည့်လိုက်ပါဒီကန်နေတွေထဲမှာဘူးကန်နေကများနေလားဘဲကန်နေကများနေလားဆိုကြည့်တဲ့အခါမှာဘူးကန်နေဈေးသက်ကန်နေတုံးဒီမှာအစိမ်းဆုံးကန်နေတုံးတွေကဈေးများနေတာဖြစ်တဲ့အတွက်ကြောင့်ဒါကဈေးကွက်ထဲမှာဝလူအားများနေတာဘူးကန်နေဒါဝလူအားတွေရှိနေတယ်ရောင်းလို့အသိမရှိဘူးလို့ကျွန်တော်တို့ပြောလို့ရခြင်းဖြစ်တယ်လက်ရှိရဈေးကွက်အနေထားဒါဝလူအားများနေလားရောင်းလို့အားများနေလားလို့မေးခဲ့မယ်ဆိုလို့ရှိ ြင်လက်ရရဟိတ်ဝဲလို့အားများနေတယ်ဒါဘာကြောင့်ဘာကိုကြည့်လိုက်တယ်လဲဆိုကျွန်တော်ကန်နေကိုအရင်ဆုံးကြည့်လိုက်တယ်နောက်ထပ်တနည်းအနေနဲ့ကဘာဖြစ်လို့ဘယ်လိုကြည့်လို့ရမလဲဆိုတော့ဒါဒီနေ့ဟာတနင်္လာနေ့ဖြစ်တယ်တနင်္လာနေ့ကဒါတပတ်တာအရာဈေးကွက်စောက်ဖွင့်တဲ့တနင်္လာနေ့ဖြစ်တယ်စတိတနင်္လာနေ့ဈေးကွက်ကိုဈေးကွက်ပိတ်တယ်ဒါစောက်ဖွင့်တဲ့တနင်္လာနေ့မှာကိုချက်ချင်းဈေးတွေကဈေးကွက်ဖွင့်ပြီးဆက်တိုက်တက်သွားခဲ့တယ် နောက်ထပ်တနည်းအနေနဲ့ဝန်လိုအားရောင်းလို့အများနေလားနည်းနေလားဘယ်ဟာကိုကြည့်မလဲဆိုရင်ကျွန်တော်တို့ဒီနေ့တနင်္လာနေ့စောက်ဖွင့်ခဲ့တဲ့ဈေးဟာတအောင်စောက်3950ခွန်မှာဈေးစောက်ဖွင့်ခဲ့တယ်လက်ရှိချိန်ထိအမြင့်ဆုံးတက်ခဲ့ပြီးတဲ့ဈေးဟာ3800 16ခွန်ဈေးတက်ပြီးတော့ဒါ3816ဟာစံချိန်ထိအမြင့်ဆုံးဈေးတမ်းပဲဖြစ်တယ်ဒါကစံချိန်ထိအမြင့်ဆုံးနောက်ထပ် တင်ခဲ့တဲ့ဈေးတန်းတစ်ခုဖြစ်တယ်လက်ရှိချိန်ထိအနှိမ်ဆုံးကျခဲ့ပြီးတဲ့ဈေးဟာဘလောက်ထိကျလဲဆိုတော့3956ထိကျပြီးပါပြီ3956အောက်ကိုဆက်ပေါက်ကျနိုင်ခြင်းမရှိဘဲနဲ့ပြန်ပြီးတော့ကန့်တက်သွားတဲ့အနေအထားကိုတွေ့နေရတယ်ဒါကြောင့်ဈေးကွက်ရဲ့အနေအထားကဒီဖွင့်ဈေးလက်ရှိအမြင့်ဆုံးတက်ခဲ့ပြီးတဲ့ဈေးနဲ့အနှိမ်ဆုံးတက်ခဲ့ကျခဲ့ပြီးတဲ့ဈေးတွေကိုကြည့်ပြီးအဲ့အဖြစ်လဲဝယ်တော့အများနေလားရောင်းလို့အများနေလားဆိုတော့ချိန်လို့ရပါတယ်ဒါကကျွန်တော်ဒီ blue သုံးသက်တယ်လဲ blue ကြည့်တယ်လဲဆိုတဲ့ဟာကိုကျွန်တော်အယူရှင်းဆုံးပြောပြထားတာဖြစ်တယ် ဟုတ်ပြီဒါလက်ရှိရဲ့ဈေးကွက်အနေထားကိုကျွန်တော်ပြောပြပြီဆိုလို့ရှိရင်ဒီနေ့တရက်တာအနေနဲ့ဒီသတိထားမဲ့ဈေးတန်းတွေဘယ်မှာဝယ်တယ်လဲဘယ်မှာရောင်းတယ်လဲကိုတခါပဲပြောပြသွားမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ဒီ Telegram channel တွေဒီ Telegram channel တွေကိုဒါ join ထားပြီးတော့ celebrity တွားပြီးတော့လိုအပ်တယ်ဟုတ်ပြီအဲတကယ်လို့ဒါမိတ်ဆွေရကြောင့် tricky account ဖွင့်နေတာပဲဖြစ်စေ VIP signal channel ကို join နေတာပဲဖြစ်စေကျွန်တော်တို့ diet ဆက်သွယ်ပြီးဆွေးနွေးလို့ရတယ် VIP channel ဟို join နေတာလို့ရှိရင်အဲ service တွေကိုလည်း join လို့ရတယ်လို့ tricky account ဖွင့်တဲ့အခါမှာလည်းဒီ VIP channel တွေကို free join ခွင့်ရမယ့်အပြင်ကျွန်တော်တို့ဒါအဲ tricky account တွေရှိတဲ့သူတွေဆိုလည်း management ဒီ trade management တွေကိုကျွန်တော်တို့ဒါပေးသွားမှာဖြစ်တယ်ဒါမဲ့အကယ်လို့ဒါမိတ်ဆွေရ tricky account ကိုဖွင့်ကျင်နေဆိုလို့ရှိရင်လည်း commission free တွေ swap fee တွေအဲကျွန်တော်တို့ ဒီငွေထုတ်တဲ့အခါလည်းထုတ်တဲ့အလိုက်အဒီငွေထုတ်ဝတ်တမ်းမြန်ဆန်မှုတွေလိုချင်နေဆိုရင်လည်းကျွန်တော်နဲ့ဒါထားရိုက်ဆက်သွယ်ပြီးဆွေးနွေးလို့ရတယ်ကျွန်တော်ရဲ့ဒီ Telegram Viber တွေမှာဆက်သွယ်ဆွေးနွေးလို့ရတယ်ဟုတ်ပြီဆက်လက်ပြီးတော့ကျွန်တော်ဈေးကွက်ကိုပြောပြသွားမှာဖြစ်တယ်လက်ရှိဈေးကွက်အနေထားကကျွန်တော်အရင်ဆုံးအနေနဲ့ဒီနေ့တရက်တာအနေနဲ့ဈေးကွက်ရဲ့အနေထားကိုတတိထားမဲ့ဈေးတန်းတွေကိုအရင်ပြောပေးသွားမှာဖြစ်တယ်။လက်ရှိအရတော့ဈေးကွက်ကဈေးဆက်တိုက်တက်နေတယ်။အပေါ်မှာဝယ်စနစ်မရှိဘူး။ဘာကြောင့်လဲဆိုရင်ဈေးကွက်ကကျွန်တော်တို့3,991ဆိုတဲ့ဒီဇုံကဒီဇုံက sorry ၃လုံးခွန်းနဲ့ဒီစုံကဖောက်တက်သွားပြီဖောက်တက်သွားပြီဖြစ်တဲ့အတွက်အပေါ်မှာ wet system မရှိဘူးလေဟာနယ်ထဲမှာဖြစ်နေတာအတွက်ပြောင်ဈေးကွက်ကအတိုင်းအဆမရှိတက်နာမျိုးတွေကြာလာမျိုးတွေဖြစ်လာနိုင်တယ်ဒါလေးကိုတော့တစ်ချက်သတိထားပါဒါပေမဲ့ဒီနှစ်တရက်တာအများဆုံးကိုဈေးဘလောက်ထိတက်လာနိုင်တယ်လဲဆိုလို့ပြီးဆိုလို့ရှိရင်ဘယ်လိုကြည့်ရမလဲဆိုလို့ရှိရင်အယိုးရှင်းဆုံးကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်ကတော့ဖြူဖို့နဲ့ပဲကျွန်တော်တိုင်းလေးရှိတယ်ဘယ်လိုတိုင်းမလဲဆိုလို့ရှိရင်ကျွန်တော်တို့ဘလောက်ထိဒီနှစ်တရက်တာဈေးကိုမန်းလို့ရတယ်လဲဆိုလို့ရှိရင်ဟုတ်ပြီကျွန်တော်တစ်ချက်ကြည့်လိုက်မယ် ဒီထဲမှာဒီအပြာလေးထဲမှာဈေးကရောက်နေတယ်။ဒါဆိုတော့ကျွန်တော်တို့ဒီနေ့သရက်တာအများဆုံးမြင်နိုင်မဲ့ဈေးစမ်းဆိုရင်3836 35ဝန်းကျင်လောက်အထိကိုဈေးအသက်လာနိုင်တယ်။ဒီဈေးတန်းနေမြင်ရနိုင်တယ်ဆိုတော့ကျွန်တော်တို့တစ်ချက်ကြည့်လို့ရတယ်။ဒါက3000 636ဝင်းကျင်လောက်အထိကိုဈေးအသက်လာနိုင်တယ်။ဒါလည်းဒီဇုံထဲမှာရောက်နေတာဖြစ်တဲ့ဈေးရဲ့အနေထားကဒါကြောင့်ဒီနားလေးလောက်ထိလာနိုင်တယ်။ ဒါကကျွန်တော်တို့ဒီနေ့တင်လာနေနေမှာရောက်နိုင်တဲ့ဈေးကိုအမြင်ရနိုင်တဲ့ဈေးကိုကျွန်တော်ပြောရခြင်းဖြစ်တယ်။ဟုတ်ပြီ။အဲဒါကိုတတိထားမဲ့ဈေးကနေပြောပြီးပြီ။ကျွန်တော်ဒီဘလောက်ထိတက်လာနိုင်တယ်လဲဒီနေ့သိရတာအနေနဲ့ဟိုဒါပြောပြသွားတာဖြစ်တယ်။ ဒီနေ့အတွက်ကောဘယ်လောက်ထိကြာလာနိုင်လဲမလဲဘယ်စေးကနေအထိကြာလာနိုင်ပြီးတော့ဘယ်မှာဝင်သွင်းနေလဲဆိုတဲ့ဟာတွေမိတ်ဆွေတွေမတစ်ပိုင်းမှာနေမေးတဲ့သူတွေအများများပါတယ်ဒါကြောင့်ဒီဗီဒီယိုလေးမှာကြည့်သွားပေးဖို့တော့လိုအပ်တယ်ဟုတ်ပြီဒါကြောင့်ကျွန်တော်ပြောပေးသွားမှာဖြစ်တယ်အဲဘယ်လောက်ထိကြာလာနိုင်မလဲဆိုတာအထက်ဈေးကွက်ကလက်ရှိရဲ့ဈေးကွက်အနေထားအကြအားတွေဟာနည်းနေတယ်ရောင်းလို့အားနည်းနေတယ်ဖြစ်တဲ့အတွက်အကြအားကတိတ်မရှိပါဘူးဒါကြောင့်အောက်မှာနေကြံခဲ့တဲ့အဲဆဲအော်ဒါတွေဆိုလို့ရှိရင်ဒါကစိတ်ပိုင်းဝင်နဲ့ဖြတ်တင်တာတွေဖြတ်ပြီးတော့ကျွန်တော်တို့ဒီ အကောင်မန်းနေမန်းနေကိုတခြားလို့ဖို့တော့လိုအပ်တယ်ဈေးကွက်ကဆက်တိုက်ဆက်တိုက်တက်နေရဆိုတော့ကြောက်ကမန်းနေနေတက်နေတယ်ဈေးကွက်ကအဲရေရှည်လာရတာကတော့သွားမယ့်ဈေးတန်းနေရတော့၄၁၀၀၄၁၀၀လောက်အထိကိုကျွန်တော်ကမန်းထားတာဖြစ်တယ်ဒါကရေရှည်သွားမယ့်ဈေးတန်းအနေထားပေါ့ချက်ချင်းကြီးဝုန်းဆိုပြီးရောက်သွားမှာတော့မဟုတ်ဘူးဒါပေမဲ့အဲ့လောက်ထိတွေသွားမှာဖြစ်တဲ့အတွက်အောက်ဈေးတန်းနေကြံခဲ့တဲ့ဟာတွေဆိုတော့မဆောင်တင်တာတွေမဆောင်ဘူးတော့လို့ဟိုမဆောင်တင်တော့ပါဘူးဟုတ်ပြီအဲဒီနေ့တရက်တာအနေနဲ့ဘယ်လောက်ထိကြာလာနိုင်မလဲဆိုလို့ရှိရင်တော့ဈေးကွက်ကအများဆုံးလုံးလောလောဆယ်အနေထား3,961 95ဝန်းကျင်လောက်အထိပဲမျှော်လို့ရမှာဖြစ်တဲ့ 3900 3995ဒီဈေးတန်းလောက်ထိပဲမျောလို့ရမှာဖြစ်တယ်ဒီ3900ဈေးတန်းတော့မတိကြဘူးဗျာ3900ဈေးတန်းကိုတော့ဖောက်ကြနိုင်မှလားဈေးကနောက်ထပ်ဒီရဲ့ဝေးတစ်ခုကိုဒီအကြလာရတစ်ခုပြန်ပြီးတော့လာနိုင်မှာဖြစ်တယ်ဒါပေမဲ့ဒါကတိတ်မတိကြတယ်ဘူးဖြစ်တယ်အများဆုံးမျောလို့ရမှာ3900 3995ဈေးနှုန်းကိုဒီနေ့တင်းလာနေအနေနဲ့အကြအပဲမျော်လို့ရမှာဖြစ်ပါတယ်။ဟုတ်ပြီဒါကတရက်တာတည်တည်ထားမဲ့ဈေးနှုန်းတွေကိုကျွန်တော်ပြောပြပြီးဘယ်လောက်ထိကျလာနိုင်မလဲဘယ်လောက်ထိတက်လာနိုင်မလဲတွေကိုပြောပြပြီးဆိုတော့အဲတပင်မဝယ်တယ်လဲဘယ်မှာရောင်းတယ်လဲတော့တခါလေးပြောပြသွားမှာဖြစ်တယ်။ဘယ်မှာဝယ်တယ်လဲရောင်းတယ်လဲဆိုတော့ကျွန်တော်ဘိုင်အနေနဲ့အရင်ပြောပြသွားမှာဖြစ်တယ်ဘိုင် ဘိုင်းလက်ရှိဈေးထဲမှာဘိုင်းတင်တယ်လားလက်ရှိ383လေး14ဈေးထဲမှာဘိုင်းတင်လားကျွန်တော်မြင်ဆိုရင်ဘိုင်းတင်တယ်ဘာလို့ဆိုဈေးကွက်ကဆက်လက်ပြီးတော့အတအားကောင်းနိုင်သေးတယ်ဒါပေမဲ့အဲဘိုင်းတင်တယ်ဆိုပြီးတော့တွေ့ရနေရမှာဈေးတက်လာနိုင်နေတဲ့တွေ့ရနေရမှာဝယ်တာမျိုးတွေတော့မလုပ်စေချင်ဘူး over trade တွေတော့မလုပ်စေချင်ဘူးကိုယ့်အကောင့်ကိုဟိုစနစ်တကျနဲ့အယောင်းဝယ်လုပ်ဖို့တော့အကြံပြုတယ်ကိုကအယောင်းဝယ်လုပ်တဲ့ဒီဈေးထဲမှာကြိုက်တဲ့ဝယ်ရင်လည်းပပလေးတွေအယောင်းဝယ်လုပ်ပြီးတော့ဒါထွက်တင်ထွက်ရှုံးနေရှုံးခံအဲ့လိုမျိုးပုံစံလေးနဲ့သွားမှပို့ပြီးတော့အဆင်ပြေတယ်ဖလုတ်တင်အမိမခံပါနဲ့ဖလုတ်တင်ပြလိုက်တာနဲ့ဈေးကွက်ကဒီအကောင့်ကရှင်းဖို့ခက်ပြီးတော့ ော့အကောင့်တွေပြုတ်ပြုတ်ဖို့ရခိုင်ကုန်တွေများပါတယ်။ဒါကြောင့်ဝယ်မယ်ဆိုလို့ရှိရင်လက်ရှိ3850မှာဝယ်ပါ။ဒီပြီးအမြတ်ပိုင်းဈေးတန်းကဘယ်လောက်မှာဆိုလို့ရှိရင်3800 20မှာအမြတ်ပိုင်းမှာအဆန်အရှုံးပိုင်းဈေးတန်းကဘယ်မှာအရှုံးပိုင်းရမလဲဆိုလို့ရှိရင်3800အ6မှာ အရှုံးပိုင်းမှာဒါကဘိုင်အတွက် TBS အံကိုပြောပြီးပြီဆိုရင်ဆဲအယောင်းအတွက်ကိုကျွန်တော်ပြောပြီးသွားမှာဖြစ်တယ်အယောင်းအော်ဒီဈေးတန်းမှာရောင်းတင်တယ်လားကျွန်တော်ဆိုအယောင်းကတိတ်မကြိုက်သေးဘူးတကယ်လို့ရောင်းမယ်ဆိုရင်တော့3835ဝန်းကျင်လောက်မှာရောင်းမှာဖြစ်တယ် TB အမြတ်ပိုင်းဈေးတန်းကတော့ဘယ်မှာပိုင်ရမလဲဆိုရင်3800အာဒီ30လောက်မှာအမြတ်ပိုင်းမှာအဆန်အရှုံးပိုင်းဈေးတန်းကတော့ဘယ်မှာပိုင်ရမလဲဆိုရင်3800 50အပေါ်မှာ SN ပိုင်းမှာဒါကတော့ကျွန်တော် SN နေထားတဲ့အခါမှာတော့မိတ်ဆွေရဲ့ trade account နဲ့ပုံမှန်မူတည်ပြီးတော့တေချာချိန်ပြီးတော့စနေတကြားနဲ့အယောင်းဝင် ထားပါဘာလို့ဆိုကိုရှုံးမှုကနိုင်တဲ့ပမာဏကိုမူတည်ပြီးချိန်ပြီးတော့ထားပါကျွန်တော်ကတော့ဒါထားတဲ့အနေထားဈေးတွေကိုပြောပေးသွားတာဖြစ်တဲ့ဘိုင်းနဲ့ဈေးကိုကျွန်တော်ပြောပေးသွားပြီးပြီဒါကကျွန်တော်တူတဲ့တော့အမြင်ကျွန်တော်ရဲ့တူတဲ့တော့သုံးသက်ချက်ဖြစ်တယ်လွဲချော်မှုတွေလည်းရှိနိုင်တယ်တရားရခိုင်နှုန်းမှန်ကန်မှုတော့မရှိပါဘူးဒါကြောင့်စနစ်တကျအယောင်းဝင်လို့ပို့ကျွန်တော်ထပ်ခါထပ်ခါပြောရခြင်းဖြစ်တယ်ဟုတ်ကဲ့ပါဒါနိပညာရာသုံးသက်ပြီးပြီဆိုတော့သတင်းပိုင်းရာသုံးသက်ပြီးသွားမှာဖြစ်တယ်သတင်းပိုင်းရာဒီနေ့သတင်းတွေထွက်ဖို့ရှိလားမရှိဘူးလားဆိုတော့ဒီချက်တော့တွေးကြည့်ရအောင်ဟုတ်ပြီအကယ်လို့ဒါမိတ်ဆွေကမရှင်းနိုင်ရှိရင်ကျွန်တော်တို့ဒါ Telegram နဲ့ Viber တွေမှာလာရောက်ဆက်သွယ် က်လို့ရပါတယ် trade account ဖွင့်ချင်တာပဲဖြစ်စေ BBNB channel ကို join ချင်တာပဲဖြစ်စေဒါဆက်သွယ်လို့ရပါတယ်ခင်ဗျာဟုတ်ပြီဒါကကျတော့တင်ပိုင်းပေါ့ဒီနေ့အတွက်ဆိုတင်တွေထွက်ဖို့ရှိလာဆိုညနဲ့ပိုင်းမှာတော့တင်ထွက်ဖို့ရှိတယ်မနေ့အစောပိုင်းလည်းဖြစ်ချင်းဖြစ်သွားနိုင်တယ်ဒီည7ခွဲအဲ7ခွဲ7ခွဲလောက်လည်းဖြစ်ချင်းနေတယ်7ခွဲမဟုတ်ဘဲနဲ့နောက်နေ့အင်္ဂါနေ့မနေ့အစောပိုင်းမှာလည်းထွက်ချင်းထွက်စီသွားမယ်တင်ပေါ့ဒါပါတင်လဲဆိုလို့ရှိရင်တော့ US သမရထရန့်ရဲ့မိန့်ခွန်းစကားရှိတယ်။ဒီရဲ့စကားပေါ်မှာမူတည်ပြီးတော့ကပ္ပရွှေရောင်းဝယ်ကအလောက်ခတ်ကျမ်းလာမျိုးတွေရှိတယ်။ဒါကြောင့်တစ်ချက်သတိထားပါ။ဒီညတွေကဈေးကွက်အလောက်ခတ်တွေလည်းကျမ်းလာနိုင်တယ်။ဈေးကွက်ရဲ့အနေထားလက်ရှိရလည်းဖွင့်ကြတဲ့နေဆက်တိုက်တက်နေတာဖြစ်တဲ့အတွက်ဈေးကဆွဲတင်ဆွဲချတာမျိုးတွေလုံလာနိုင်တယ်။ဒါတော့ trader တွေသတိထားမှဖြစ်တယ်။ဒါတော့သတိမပြုတ်ဘူးဆိုလို့ရှိရင်ဒါအကောင့်တွေအန်တီရရှိနိုင်ပါတယ်။ဟုတ်ပြီ။ဒါကကျတော့ reset ရလက်တွေကြီးညာတာမဟုတ်တဲ့အတွက်သူတို့ရဲ့စကားပေါ်မှာမူတည်ပြီးတော့ဈေးကွက်ကလှုပ်ရှားမှုတွေကိုဖြစ်လာနိုင်တာဖြစ်တယ်။ဟုတ်ပြီ။အဲကျွန်တော်တို့ဒါနိပညာပိုင်းရတွေရောသတင်းပိုင်းချက်လက်ရတွေရောမရှင်းတာပဲဖြစ်စေ ျွန်တော်ရဲ့ Telegram နဲ့ Viber မှာလာရောက်ပြီးတော့ဆက်သွယ်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒီဗီဒီယိုလို့အဆုံးထိကြည့်ပေးတဲ့မိတ်ဆွေများအားလုံးလည်းကျေးဇူးအများကြီးတင်ရှိပါတယ်